One of the world's most famous museums is a crime scene. Priceless jewels were stolen from the Louvre in a brazen robbery in broad daylight. တင်တဲ့နိုင်ငံပါရီမြို့တော်ကရေးတင်လာတဲ့ဖောက်ထွင်းမှုအတွင်းဆုံးရှုံးခဲ့ရတဲ့နန်းစင်ယတနာတွေရဲ့တန်ကြေးဟာဒေါ်လာတန်းတရာကျော်အထိများပြားနိုင်တယ်လို့သိရပါတယ်။ဖောက်ထွင်းမှုတစ်ခုလုံးဟာကြာချိန်9မိနစ်လောက်အတွင်းပြီးမြောက်အောင်မြင်သွားခဲ့တာဖြစ်ပြီးစုံထောက်တွေကအဲ့ဒီတခိုးတွေဟာ professional အဆင့်ထိပ်တီးဖောက်ထွင်းဝိဇ္ဇာမျိုးတွေဖြစ်နိုင်တယ်လို့သုံးသပ်ထားကြပါတယ်။ သူတို့ကလူတွေကိုမတိုက်ခိုက်ဘူးအေးအေးဆေးဆေးဝင်လာတယ်ပြက်ခန်းပုံတွေကိုရိုက်ချိုးတယ်သူတို့ခူးယူမဲ့ပစ္စည်းတွေကိုယူတယ်ပြီးတော့ထွက်သွားတယ်အကြမ်းဖက်မှုလုံးဝမရှိဘူးအရန်ကိုကျွမ်းကျင်နေလို့ရရှိတာတာတီကပြောဆိုခဲ့ပါတယ်စောက်လုတ်ရဲတမားတွေအဖြစ်ဟန်ဆောင်ပြီးမျက်နှာဖုံးတွေဆွတ်ထားသူလေးဦးဟာပြတာရဲ့စိတ်မြင့်ဖက်ကန်ကန္နာလန်းရဲ့အပေါ်ထက်ဘရင်းပေါက်စီကိုလေကားတတ်ထားတဲ့ထရက်ကားတစ်စီးအသုံးပြုပြီးချင်းကပ်ခဲ့တာဖြစ်ပါရယ် သူတို့တွေဟာလက်နက်တွေကင်ဆောင်မလာပေမဲ့ဖောက်ထွင်းရေးလုပ်ငန်းသုံးကိရိယာတွေကိုအသုံးပြုပြီးလုံခြုံရေးဝန်ထမ်းတွေကိုချိန်ချောက်ခဲ့ပါရီပြတိုက်ဖွင့်ကာစားအချိန်မှာဖြစ်ပွားခဲ့တဲ့အဲ့ဒီဖောက်ထွင်းမှုမှာနန်းစင်ရတနာကိုမျိုးခိုးယူခံခဲ့ရပြီးအဲ့ဒီထဲကတရဖူတစ်ခုကိုတော့တခိုးတွေကကြကြံခဲလို့ပြန်ရခဲ့ပါရီဆုံးရှုံးသွားတဲ့နန်းစင်ရတနာရှစ်မျိုးရဲ့တန်ဖိုးဟာယူရို88တန်တနည်းအားဖြင့်ဒေါ်လာ100တန်လောက်ထိအများပြားတယ်လို့သိရပါရီ ဒီဖြစ်ရဟာတာမန်ဖောက်ထွေးမှုတစ်ခုမဟုတ်ပဲပြင်းထန်ရဲ့ရှေ့ဟောင်းအမွေအနစ်တွေကိုထိပါမှုဖြစ်ခဲ့တယ်လို့နိုင်ငံအတွက်လည်းတိုက်ခါကြစရာအခြေအနေလို့ယူဆနိုင်တာကြောင့်ရေးတွေကတော့တရခန်တွေကိုတပူတပြင်းစုံစမ်းနေပါတယ်။တခြားတစ်ဖက်မှာလည်းတရခန်တွေကိုမိခဲ့ရင်တောင်မှခိုးရပါပစ္စည်းတွေကိုဘတော်မှပြန်မရနိုင်တော့တာမျိုးကြုံကောင်းကြုံလာနိုင်တယ်လို့ပညာရှင်တချို့ကတတိပေးထားပါတယ်။နန်းစင်ယတနာတွေရဲ့အကြောင်းမြတ်ယတနာတွေကိုဖြုတ်ယူထုခွေပြီးငွေကြေးခဝါချလိုက်တာမျိုးအစီအစဉ်တွေကို ဖောက်ထွင်းရေးသမားတွေကကျူတင်ရေးဆွဲထားပြီးသားဖြစ်နိုင်တယ်လို့သူတို့ကထောက်ပြထားပါတယ်။ပါရီအစိုးရရှေ့နေလော်ရီပကူအားကဆုံးရှုံးမှုတန်ဖိုးယူရို88တန်းဆိုတာဟာငွေကြေးတက်တက်ကိုပဲပြောတာဖြစ်ပြီးပမာဏအရန်များပြားကြောင်းဒါပေမဲ့တခိုးတွေကြောင့်ဖြစ်ပွားခဲ့တဲ့သမိုင်းတန်ဖိုးထိခိုက်ဆုံးရှုံးမှုတွေက ရာခိုင်နှုန်းပြเสียမရှိလောက်အောင်ကြီးမားတယ်လို့ပြောကြားခဲ့ပါတယ်။ခိုးယိုခံရတဲ့အထဲမှာပင်တိမင်းဆက်တွေပိုင်ဆိုင်ခဲ့ပြီးမြားစိန်စားတဲ့ကြောင်းမြေရတနာတွေစီချေထားတဲ့တရဖူရင်ထို လေဆွေးနဲ့နှဆွေးတို့ပါဝင်နေလို့လည်းသိရပါဗျ။